တချို့လဲကြားဘူးမှာပါမိကျောင်းကြီးတကောင်ဟာအငြင်းအစာရှာထွက်လေးရှိပြီး သူစာရှာထွက်တဲ့မြေကန်းနာက ရေတပန်းပင်ပေါ်မှာမြောက်တကောင်နဲ့မိတ်ဆွေဖြစ်နေကြပါတဲ့မြောက်ဟာအစာရှာပြီးမြေကမ်းနားမှာအနားယူလေးရှိတဲ့မိချောင်းကို သူနေထိုင်ရာတပန်းပင်ပေါ်ကတပန်းသီးတွေကိုမိချောင်းအတွက်ခူးပြီးချွေချပေးလေးရှိပါတယ်။မြောက်ချွေချပေးတဲ့တပန်းသီးတွေကိုမိချောင်းကကြောပေါ်တင်သွားပြီးသူ့ရဲ့မယားဖြစ်သူမိချောင်းမကိုကျွေးလေးရှိပါတယ်။မိချောင်းမဟာတပန်းသီးတွေကိုစားတိုင်းချိုလိုက်တာဆိုပြီးအငဲချီကျူးလေးရှိပါတယ်။ ဒီနေ့မှာတော့မိเจ้าမဟာမိเจ้าထီးကိုပြောပါတယ်။ရှင်ယူလာတဲ့တပန်းလေးတွေကချိုးလိုက်တာနော်။ဒါပေမဲ့ဒါလေးတွေကိုစားရတာနဲ့တင်မတင်းတိမ်နိုင်ဘူး။ တဖန်းပင်ပေါ်ကတဖန်းသီးတွေကိုမြေတိုင်းစားနေတဲ့မြောက်ရဲ့အသေးကပူတောင်ချိုအောင်မှာကျုပ်ကိုတဖန်းပင်ပေါ်ကမြောက်သေးစားရအောင်ယူလာခဲ့ပေးပါလားဆိုပြီးမြောက်သားစားဖို့ပူစားပါတော့တယ်။မိချောင်းထီးကမြောက်နဲ့မိတ်ဆွေဖြစ်နေတာမို့မြောက်ကိုမစားစေခြင်းပင်မဲ့မိချောင်းမကမကြာခဏပူစားလေးရှိတာမို့နောက်ဆုံးမှာတော့မင်းရဲ့ပဲမြောက်ရဲ့အသေးကိုယူလာပေးမယ်လို့ခရီးပေးခဲ့ရပါတယ်။ အဲ့ဒီလိုနဲ့ပုံမှန်လိုမိချောင်းကအစာရှာထွက်ရင်မြေကမ်းသားမှာအနားယူရင်မြောက်ကိုဘလိုလိန်ခေါ်သွားရမလဲစဉ်းစားပါတယ်။မိချောင်းကမြောက်ကိုစကားပြောလိုက်ပါတယ်။ကိုမြောက်ရင်မင်းပေးတဲ့တဖန်သီးတွေကိုစားပြီးမိချောင်းမကမင်းကိုတွေးချင်လို့အိမ်လေလိုက်ခဲ့ပါလို့မှာလိုက်တယ်။ ဲ့ဒါမင်းငါကြောပေါ်ကနေပြီးအိမ်လေလိုက်ခဲ့ပါအောင်လားလို့မေးလိုက်ပါတယ်မြောက်ကခင်မင်းဆွဲရှိသူမှုရုံမာတဲ့အကြံကိုမရိပ်မိပဲပြန်ဖြေလိုက်ပါတယ်အော်မီကျောင်းရဲ့အိမ်ကရေလဲကောင်းပါလားကျုပ်ကရေမကူးတတ်တော့ရေလဲပြုတ်ကြမှာတော့ ကြောက်တပြာအကြံရှိရဲ့မိချောင်းထီးဟာဟာစိတ်မပူပါနဲ့အဆွေမြောက်ရဲ့ကြုတ်ကြောပေါ်ကနေတာလိုက်ခဲ့ပါခမားရည်လည်းမပြုတ်ကြအောင်ကြုတ်ထင်းထားပေးပါမယ်လို့အမခံလိုက်ပါတယ်ယုံကြည်သွားတဲ့မြောက်ဟာမိချောင်းမိစီလိုက်ဖို့သဘောတူလိုက်တဲ့အဲ့ဒီလိုနဲ့မိချောင်းကြောပေါ်မှာမြောက်ဟာလိုက်ပါလာရင်ရေလေကောင်ရောက်လာပါတော့တယ်မြောက်ဟာမတင်ကားရာကြောင့်မိချောင်းထီးကိုလှည့်ပတ်မီးရင်ရေလေကောင်ရောက်မှာမိချောင်းထီးစီကစကားနိုင်လို့ရသွားပါတယ် ဟုတ်တယ်အဆွေမြောက်ရေကျွန်တော်မိမမိเจ้าမဟာကိုဝင်ဆောင်မှုသူကအဆွေမြောက်ရဲ့အသေးကို စားကျင်စိတ်ဖြစ်နေတာမို့မင်းကြီးရတာကြောင့်ခမ ्या ကိုခေါ်လာရတာပါပဲလို့ရေလေကောင်ရောက်မှပြန်မပြေးနိုင်တော့ဘူး အထင်နဲ့ဝန်ခံလိုက်ပါတဲ့အဲ့ဒီအခါမှာမြောက်ဟာအကြံထုတ်ပြီးချက်ချင်းပဲမိချောင်းကိုပြုံးရွှင်စွာပြန်ပြောလိုက်ပါတယ်။အော်အဆွေမိချောင်းရဲ့မိဆွေတွေချင်းမဲ့အစောကြီးရဲကခုလိုပွန့်ပွန့်လင်းလင်းပြောခဲ့ရင်ရသားနဲ့ကြုတ်အသေးကို စားချင်ရင်ကြုတ်ထည့်ပေးလိုက်မှာပေါ့ဗျာခုတော့ရေလေကောင်း။ကျမပြောတယ် တဖန်းပင်ရှိရာပြန်လှဲမှရတော့မယ်ကျုပ်သေးကိုကျုပ်ကရေတဖန်းပင်ပေါ်မှာချိတ်ခဲ့တာပြလားခုပဲတဖန်းပင်ပေါ်ကအသေးကိုတွားပြန်ယူကြရအောင်မြောက်ရဲ့စကားကိုအကြားမှာတုံးတဲ့မိချောင်းထီးဟာဟာတကယ်လားအဲ့လိုမှန်းသိရင်ကျုပ်အစောကလေးကပြောပါတယ်ဗျာအခုဘလို့လုံးမတုံးလို့မေးပါတယ်အကြံပိုင်နဲ့မြောက်ဟာအော်ဘလို့လုံးမတုံးတဖန်းပင်ရှိရာပြန်လှည့်ပြီးတော့ပြိုးကျုပ်ကိုစောစောကပြောရင်ကျုပ်အသေးကြီးတက်တက်ခမည်းကိုထည့်ပေးလိုက်တာပေါ့ ခုတော့ပြန်ယူမှရတော့မယ်လေမြောက်ရဲ့စကားကိုအကြားမှာမိချောင်းထီးဟာမြောက်ကိုတဖန်းပင်ရှိရာစီပြန်ပို့ပေးလိုက်ပါတယ်မြောက်ဟာမိတ်ဆွေကြီးရဲ့ခနလေးဆောင်တော့ကျုပ်အသေးကိုအပင်ပေါ်တက်ယူပြီးပြန်ဆင်းလာခဲ့ပါမယ်လို့ပြောပြီးတဖန်းပင်ပေါ်ပြေးတက်သွားကပြန်ဆင်းမလာတော့ပါဘူးမိချောင်းထီးဟာတဖန်းပင်အောက်ကနေပြီးမြောက်ကိုအော်ခေါ်တဲ့အခါအဆွေမြောက်ရဲ့အသေးယူပြီးရင်ပြန်ဆင်းလာခဲ့တော့လေဆိုတဲ့အခါမြောက်ပြန်ပြောလိုက်ပါတယ် ဟဲမိချောင်းရုပ်နင့်ပုံမှာမိတ်ဆွေကောင်းဖြစ်နေခဲ့တဲ့ငါလိုမိတ်ဆွေကိုတောင်ရုပ်မာတဲ့စိတ်ထားတဲ့နင့်လိုမိတ်ဆွေမျိုးကိုငါကအကြံသုံးပြီးကလိန်ကြလိုက်တာဟဲ့ဒီတသက်နင့်လိုမိတ်ဆွေရုပ်မျိုးကိုဘယ်တော့မှအဆက်ဆံမလုပ်တော့ဘူးလို့ပြက်သားစွာပြန်ပြောလိုက်ပါတော့တယ်ဒီပုံပြင်လေးကနေမိတ်ဆွေကောင်းဖြစ်ကိုကနေပေးပေမဲ့ကို့ပေါ်ပြန်ပြီးမိတ်ဆွေကောင်းမဖြစ်နိုင်တဲ့သူမျိုးလည်းရှိနိုင်တယ်ဆိုတာကိုသင်ခန်းစာပေးထားပါတယ်လူလောကမှာကျင်လည်တဲ့အခါလူအမျိုးမျိုးစိတ်အထွေထွေမှု လူတိုင်းကိုတန်တရားနဲ့မဆက်ဆံတင်ပေမဲ့လူတိုင်းကိုလည်းအလုံးစုံမျက်လုံးမယုံကြည်လို့မဖြစ်နိုင်ပါဘူး။ဉာဏ်နဲ့ရှင်ပြီးယုံကြည်ဖို့သင်ခန်းစာပေးထားတာပါပဲ။